မင်္ဂလာပါကျွန်တော်ဂူပြပပေးသွားမယ့်သင်ခန်းစာကတော့ DDA 7297 amplifier ကလေးရဲ့ PCB ထုတ်ဖို့အတွက်ဒီ software ထဲမှာဆွဲထားတဲ့အကျူရဲ့ site အတိုင်းအပြင်ကို print ထုတ်နည်းကိုပြပပေးသွားမယ်ဟုတ်ပြီကျွန်တော်တို့ print ထုတ်ဖို့အတွက်ဒီ DDA 7297ကလေးကိုကျွန်တော်တို့ layer layer ကြီးပဲပေါ်ထားပါမယ်ဟုတ်ပြီကျွန်တော်တို့ဒီအောက်က unlock button ကိုလက်ကလစ်ပေးပါကျွန်တော်ဒီမှာ button layer လွှဲပြီးတော့ကျန်တာလေးအကို marking ဖြောက်ပေးပါ ဒီမှာလဲကျွန်တော်တို့ off ကိုရွေးခဲ့ပါပြီးရင် apply ပေးပါ okay ပေးပါကျွန်တော်တို့ဒါဆိုရင်ပက်လေးရင်းနဲ့ဒီလမ်းကြောင်းလေးတွေပဲတံခဲ့တော့တယ်ဟုတ်ပြီကျွန်တော်တို့ဒါကို print ထုတ်ဖို့လုပ်ပါမယ်ကျွန်တော်တို့2ဘာနဲ့ file ကိုတွားပါ print preview ကို left click ပေးပြီးရွေးပေးပါဒါဆိုရင်ကျွန်တော်တို့ print ပေါက်ကြပါလာပါလိမ့်မယ်ကျွန်တော်တို့ဒီပေါ်မှာ right click ထောက်ပါ configuration ကို left click ပေးပြီးရွေးပေးပါကျွန်တော်ဒီမှာ DI အများကြီးရဒီဘက်ပို့ပိုင်လဲပါလိမ့်မယ်ဟုတ်ပြီဒါကိုကျွန်တော်တို့လိုချင်တာက ဒီကျွန်တော်တို့ဆွဲခဲ့တာ bottom layer မှာဆွဲခဲ့တာ1 layer ပဲဒါလေးကိုပဲ loading နဲ့ဒါလေးကိုပဲ print ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကိုပုံဖြတ်ပါမယ်ဟုတ်ပြီကျွန်တော်တို့ top layer ကိုယူပေးပါ right click ထောက်ပြီး delete key ကိုနှိပ်ပေးပါ yes ပေးပါ bottom overlay လေးကိုလည်း delete key ပေးပြီးဖြောက်ပေးပါ top overlay လေးကိုလည်း delete key ပေးပြီးဖြောက်ပေးပါကျွန်တော်ဒီမှာ mechanical layer 1ဘေးကဘောင်ကိုလေးပေါ့ဒီ PCB ပြားလို့ဟုတ်တယ်ဒါလေးကိုထည့်ဆွဲခြင်းလည်းရတယ်ထည့်မဆွဲခြင်းလည်းရတယ်ကျွန်တော်ထည့်ဆွဲမယ်ဆိုရင်တော့ကျွန်တော် ဒီမက်ကနီကယ်ယာတွေကိုရွေးပြီးတော့ဘက်ကက်ထောက်ပြီးတော့မူတောင်းကိုရွေးပေးပါကျွန်တော်တို့ထုတ်မဲ့ဒီခြေလမ်းကြောင်းလေးကိုအမြဲတမ်းအပေါ်မှာထားပေးပါဒီမှာတော့ကျွန်တော်မက်ကနီကယ်လေယာ1လေးကိုထည့်မဆွဲပါဘူးဖျောက်ပါမယ်ဒါလေးကိုဒလီပေးပြီးရွေးပေးပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ button တွေကကျွန်တော်တို့ထုတ်မဲ့ဟာလေဟုတ်ပြီကျွန်တော်တို့ဒီမှာတစ်ခုရှိရယ်ဟိုး marking ပေးခဲ့မှရပါမယ်ဟိုး marking မပေးခဲ့ဘူးဆိုရင်ကျွန်တော်တို့ print ထုတ်တဲ့အချိန်ကျရင်ဒီအဲ့ရဲ့အပတ်နေရာလေးတွေကဟိုးပေါက်လေးတွေကမပေါက်ဖြစ်မနေပါဘူး ဟိုးယူပြီးခဲ့မှာအပေါက်ဖြစ်ပါမယ်။ဟုတ်ပြီကျွန်တော်တို့ OK ပေးပါ။ဒါဆိုရင်ကျွန်တော်တို့ print ထုတ်လို့ရပါပြီ။ကျွန်တော်တို့ print ထုတ်ခင်ဒီကြေးလန်းကြောင်းရဲ့အကြောင်းအရာမှိန်နေတော့ကျင်နေအောင်ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ပြင်ပါမယ်။ဒီမှာ regular ထောက်ပါ။ configuration ကို left click ပေးပါ။ပြီးရင် button နေရာပေါ်မှာ right click ထောက်ပြီးတော့ preference ကိုယူပေးပါ။ဟုတ်ပြီကျွန်တော်တို့ထုတ်မှာ button နေရာ။ဒီမှာ button နေရာပေါ်မှာ left click တော့ပေးပါ။ကျွန်တော်တို့အကြောင်းလေးကိုအကြောင်းရင်းတာလေးယူပေးလိုက်ပါ။ โอเคပြေးပါโอเคပြေးပါဟုတ်ပြီကျွန်တော်တို့ print ထုတ်ဖို့အတွက် page setup ကိုလက်ကလစ်ပေးပါတော့ဒီမှာ fit document on page တောင်းမရွေးပါဘူး scale print ကိုရွေးပေးပါဒီမှာကျွန်တော်တို့ scale မှာ1အောင်ထားပေးပါဒါကလို့1မပါခဲ့ရင်လည်းကျွန်တော်တို့ရိုက်ထည့်ပေးပါ1ကိုစနေပါဒါဆိုရင်ကျွန်တော်တို့ print ထုတ်လို့ရပါပြီဟို print button ကိုနှိပ်ပါ ဒီမှာကျွန်တော်တို့သုံးမဲ့ပင်နာပေါ်မူတည်ပြီးတော့ယူပေးပါပြီးရင် okay ပေးပါဒါဆိုရင်ကျွန်တော်တို့ပင်ထုတ်လို့ရပါပြီဒီပင်ထုတ်ထားတဲ့ပုံကိုလည်းကျွန်တော်ဓာတ်ပုံနဲ့တကွာပူရဲပြီးတင်ပေးပါမယ်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူး